အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အချားဟင်ရာတွေမလို့အပ်ဖဲငပိကျက်တခုရနေတဲ့ထမင်းစားလို့အရင်မေ့စီတဲ့ပစုံခရမ်းဒီငပိကျက်လေးချက်စားပြုလို့ချနီလေးကိုလာမျှဝေပေးတာပဲဖြစ်ပါလေရှင်ဆက်ရတာလဲလွယ်ကူမြန်ဆန်ပြီးစားလို့လည်းအရင်ကောင်းလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပတ်ကြပါအောင်လို့ပြောချင်ပါတယ်ရှင် ရင်ဦးဆုံးချက်မဲ့ခရမ်းသီးတွေကိုရေနဲ့တေချာစီကြပါမယ်။ပြီးတော့ရင်တော့မိမိချက်ချင်တဲ့အရွယ်နေတော်လေးတွေပိုင်းဖြတ်ပြီးတော့ရေနဲ့နှစ်ထပ်သုံးထပ်လောက်တေချာစီကြတန့်ရှင်ပြီးတော့ရေစစ်ထားပေးပါမယ်ရှင်။ဒီတော့ရင်တော့အခွန်ထားထားတဲ့ကျက်သွင်းလေးနှလုံးကိုလည်းလှိထားပေးလိုက်ပါမယ်။ဇင်းလက်တစ်စစ်စာလောက်ကိုလည်းခုလိုမျိုးလေးမထူမပါလေးလှိထားပေးလိုက်ပါရစေ။ ရုပ်သေးစင်းကိုလည်းကိုအဆက်စားနိုင်တလားခုလိုမျိုးလေးချက်ချင်းလေးတွေချမ်းထားပေးလိုက်ပါလိမ့်ရှင်။ရုပ်သေးစင်းလှီးပြီးသွားပြီဆိုရင်တော့အရင်ဦးဆုံးဂျင်းကိုထည့်ပြီးတော့ထောင်းထားလိုက်ပါမယ်။ကျင်းထောင်းလို့မညက်တညက်လေးဖြစ်သွားပြီဆိုရင်တော့အခွန်မှားထားတဲ့စက်သွင်ဖြူလင်းငါးမောက်ကိုထည့်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်။ကျင်းနဲ့စက်သွင်ဖြူထောင်းလို့ညက်သွားပြီဆိုရင်တော့ပကံတစ်ခုထဲမှာခက်ပြီးတော့ထည့်ထားလိုက်ပါမယ်။ ပြီးရင်တော့စစ်တုံလေးလှိထားတာကိုထပ်ပြီးတော့ထောင်းလိုက်ပါမယ်ရှင်။စစ်တုံလေးထောင်းလို့အခုလိုအနေထားလေးညက်လာပြီဆိုလို့ရှိရင်တော့ရပါပြီရှင်။ဒါကတော့ငပိကျက်ချက်ဖို့အတွက်ပဇွန်လေးကိုရေနဲ့တေချာစစ်ကြောတန့်စင်ပြီးတော့အခွန်နာပြီးအညစ်အကြေးတွေကိုထုတ်ထားတာပါရှင်။ဗီဒီယိုရှိမှဆိုလို့ပဇွန်ကန်တာကိုတော့မပြထားတော့ပါဘူး။ဒါရီအလုံးကတော့ဟင်းချက်ဖို့အတွက်အစင်တင်လှိထားတဲ့ခရမ်းသည် တန်ဆင်ထားတဲ့ပစုံစက်တွန်လီထောင်းထားတာရယ်ဒါကတော့ငရေကြီးစိမ့်လီထားတာလို့ရယ်စက်တွန်ဖြူနဲ့ကျင်းထောင်းထားတာရယ်ဒါကတော့စိမ့်စားငက်ပြပါရှင်နောက်ဆုံးအမွေးကြိုင်အတွက်ကတော့နန်းနမင်းလေးအုပ်ပါမယ်ရှင်ဇို့ကျမတို့စချက်ဖို့အတွက်အိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုတာနဲ့စိမ့်စားငက်ပြကိုအရင်ဆုံးထည့်ပါမယ်ရှင် ငပိလေးတွေကိုခြေပေးပါမယ်။စီရဲ့အပူချိန်လေးနဲ့မိဟိုလည်းအလက်အလက်လေးနဲ့ငပိလေးအားလုံးကြည်သွားတဲ့အထိခြေပေးပါမယ်။အပိလေးအခုလိုမျိုးအားလုံးကြည်ပါပြီးတော့အနံ့လေးမှုလာလို့ဆိုရင်တော့ထောင်းထားတဲ့စက်တုံလေးကိုထည့်ပြီးတော့စီသက်ပြပါမယ်။စက်တုံလေးကိုလည်းအတော်လေးနွမ်းပြီးတော့အနံ့လေးမှုလာတဲ့အထိစီသက်ပြပါမယ်ရှင်။ ကျက်သွင်းနေစီတက်လို့အနံ့လေးတော်လီမှွေးလာပြီဆိုရင်တော့ဂျင်းနဲ့ကျက်သွင်းပြူထောင်လာတာကိုထည့်ပြီးတော့10မိနစ်လောက်ထည့်ပြီးတော့စီတက်ပြပါမယ်။ပြီးရင်တော့အရာအတွက်စနင်းမုတ်နေငယ်ထည့်ပါမယ်။မြေသီဟင်းချက်မုတ်ကိုလည်းထမင်းစားစွန်းနဲ့ဒစွန်းစာထည့်ပြီးတော့မြေသီစိမ့်နဲ့လျှောက်သွားတဲ့အထိစီတက်ပြပါမယ်။ ကျမတို့စီတက်လာတာအနက်လေးမှုပြီးတော့အခုလိုနေထားလေးရောက်လာပြီဆိုရင်တော့အစင်တင်လေးထားတဲ့ခရမ်းဒီကိုထည့်ပြီးတော့အထက်အောင်လေးသမအောင်ငိုပြီးပြပါမယ်ပြီးသွားရင်ပစုံကိုထည့်ပါမယ်ပစုံကိုထည့်ပြီးတော့အားလုံးသမအောင်ငိုပြီးပြသွားပြီဆိုရင်တော့ခရမ်းဒီနူးစီဖို့အတွက်ရေအနှဲငယ်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့5မိနစ်လောက်တည်ထားပြီးလိုက်ပါမယ်ရှင် 5မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့အဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်။အခုဆိုရင်ခရမ်းသီးလေးတွေလည်းအတော်နွေးနေပါပြီ။အားလုံးအနွေးညီအောင်လို့အထက်အောက်လေးတမအောင်မှုပေးပြီးတော့နောက်ထပ်10မိနစ်2မိနစ်လောက်ဆက်ပြီးတော့တည်ထားပေးလိုက်ပါမယ်။နောက်ထပ်2မိနစ်လောက်တည်ပြီးသွားပြီဆိုရင်တော့ခရမ်းသီးအားလုံးလည်းနူးနေပါပြီရှင်။ ဒီနေထားလေးရောက်ပြီဆိုရင်တော့ထက်ချင်းလှိထားတဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်ပြီးတော့ငွေပေးလိုက်ပါမယ်။ပြီးရင်တော့ခရမ်းသီးလေးတွေကိုခြေသွားအောင်လို့ကျမကတော့ခုလိုမျိုးလေးခြေပေးပါတယ်။အတုံးမပြတ်စားခြင်းနဲ့ဆိုလို့ရှိရင်တော့မခြေလေးရပါလိမ့်ရှင်။နောက်ပြီးတော့ကျမကအရင်နည်းနည်းလေးနဲ့ဆန်းစားရတာကိုပူကြိုက်လို့ရင်းနှွေးစုပီးသားလေးအနေငယ်ထပ်ထည့်ပြီးတော့ပူပြီးတော့နူးနူးအီလေးဖြစ်သွားအောင်လို့ခဏလောက်ထပ်ပြီးတော့တဲပီးလိုက်ပါမယ်ရှင် ကဲခုဆိုရင်တော့ကျမတို့ရဲ့ခရီးသည်ငပြစ်ချက်လေးကတော့အနက်လေးကလည်းတအားလုပ်ပြီးတော့အရန်ကိုစားချင်းစီရင်လေးဖြစ်နေပါပြီရှင်။ပြီးရင်တော့အရတာလေးနေချပါမယ်။အရတာနေတော့ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးအိုးချခံနေရင်နည်းနည်းမေးလေးအုပ်လိုက်ပြီးရင်တော့ရပါပြီရှင်။ခုဆိုရင်တော့ထမင်းစားလို့အရင်မိန်လေပစုံခရီးငင်းပြီးကျက်လေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။ ဆင်းရတာလေးလွယ်ကူပြီးစားလို့လည်းအရင်ကောင်းလို့အားလုံးအတွက်အဆင်ပြေမယ်လို့ပြောလဲပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်